်မင်္ဂလာပါဦးတန်ပါမစ်မှကြိုဆိုပါရစေမိတ်ဆွေတငယ်ချင်းများဟာကိုယ့်ရဲ့ခင်မင်ရတဲ့သူတွေနဲ့စေဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေပြောနေရင်ရုတ်တရက်တိတ်ဆိတ်သွားတာမျိုးကိုနဲ့စကားပြောနေသူကလည်းစက်မပြောချင်တာမျိုးကြုံမှုပါလိမ့်မယ်ဒါဆိုရင်စကားပြောရမှာအနောက်ရှစ်ဖြစ်စေတဲ့ဒီအချက်လေးတွေကိုသတိထားပေးပါခင်ဗျာ number 1 you look tired ပင်မနေပုံပေါ်တာကိုနဲ့ချိန်တော်ချာမတွေ့ပြတဲ့တငယ်ချင်းတယောက်ကတွေ့ဆုံကြတဲ့အခါမှာ မင်းကြည့်ရတာအတော်ပင်ပန်းနေပုံပဲစိတ်ပင်ပန်းမှုရှိနေပုံပဲလို့ပြောခံရတာအတော်ဆိုပါတယ်။ဒါကြောင့်စကားပြောတဲ့အခါတစ်ကြွလန်းဆန်းစွာနေပါ။နံပါတ်2မီမီမီကိုတယောက်ပဲတစ်ချိန်လုံးပြောနေတာ။ဒါဟာစကားပြောဆိုတဲ့နေရာမှာမဟာအမကြီးပါပဲ။တခြားသူစကားပြောနေစင်မှာဖြက်လူပြောတာမျိုးမဟုတ်ပါနဲ့။ကိုပြောချင်တဲ့အကြောင်းအရာကြီးပြောတာမဟုတ်ပဲနှစ်ဖက်စိတ်ဝင်စားတဲ့အကြောင်းအရာလေးတွေရွေးပြောတာကလည်းအကြံဉာဏ်ကောင်းပါပဲ။ ရေးကြီးဆုံးကတော့ takes turns တလဲစီအချိန်ယူပြောတာပါပဲ number 3 sorry what were you saying တခြားသူပြောတာကိုအာရုံမစိုက်တာ sorry နော်ဘာပြောလိုက်တာလဲမကြားလိုက်လို့ဆိုတာမျိုးက အရန်ဆိုးတဲ့အလေးချက်ပါလူတွေစကားပြောတဲ့အခါများသောအားဖြင့်နားထောင်မှုအတွက် ကိုကပဲစကားပြောဖို့ပိုအားတန်ကြပါတယ်ဒါပေမဲ့နားထောင်တတ်ဖို့သင်ယူတာစိတ်ပါဝင်စားစွာအာရုံစိုက်တာကလည်းစကားပြောစွမ်းရည်တည့်ရပါပဲ နံပါတ်4 gossiping အတင်းအပြင်းပြောတာအခြားသူတွေကြောင်းအတင်းပြင်းပြောတာမျိုးရိုင်းရိုင်းဆန်းဆန်းပြောတာမျိုးလုံးဝမလုပ်ပါနဲ့အဲ့ဒီအကြောင်းရာဟာဟာတာအနေနဲ့ဆိုရင်တော့မှပေါ့သူများမကောင်းကြောင်းပြောတာဟာ ကိုယ့်ရဲ့အရှင်အဝါလဲကြာဆင်းစေပါတယ်ဝစီဗီဒအထီတိုင်းရှာဆိုတဲ့စကားလေးရှိပါတယ်ခင်ဗျာနံပါတ်5 don't be too negative အရင်မကောင်းမမြင်ပါနဲ့မကောင်းတဲ့အကြောင်းအရာတွေပြောတာတတ်နိုင်ဆုံးရှောင်ရှားပါ စကပုံးအောင်ရှိပါတယ်ရဲမယ်ဆိုရင်ကပ္ပကြီးနဲ့အတူရဲပါငိုမယ်ဆိုရင်တော့မင်းတယောက်တည်းငိုပါတဲ့ကျွန်တော်ရဲ့တငယ်ချင်းမိတ်ဆွေများလည်းစကားပြောဆွေရမှာရှောင်ရံငါးချက်ကိုရှာရှာနိုင်ပြီးပေါင်းသစ်စစရင်ကောင်းတွေရရှိနိုင်ကြပါစေခင်ဗျာကျေးဇူးတင်ပါတယ်